အာအားလုံးမင်္ဂလာပါကျွန်တော်ခုတစ်ခေါက်ကကြတော့ကျွန်တော်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ရတာလေခရစ်တိုတွေပေါ့နော်ခရစ်တိုတွေကိုကျွန်တော်တို့ကအင်းဆိုလိုတာကကြတော့လေကျွန်တော်မဂါဒရော့ကပဲရရ airdrop ဒီပေါ့နော် airdrop ဒီမှာမဂါဒရော့ကပဲရရကျွန်တော်တို့ဒီ launch pool တွေရပဲရရဒါမှမဟုတ်ရင်တော့ဘုတ် TG ပေါ့နော်တုံငင် generation event finance ကလုပ်တဲ့အဲကျွန်တော်တို့ exclusive token generation event ရပဲရရ ဘယ်ပုံစံနဲ့ပဲရရပါဘောเนาะဘယ်ပုံစံနဲ့ပဲရရကျွန်တော်တို့အဲ့ဒီထုတ်ခင်ကိုကျွန်တော်တို့ထုတ်ခင်ရဲ့တန်ဖိုးကပေါ့เนาะဥပမာဆိုပါစို့အာအာဆို BNB ဆိုလဲ BNB ပေါ့เนาะ อ๋อ so party ဆိုလို့ရှိရင်လည်း party token ပေါ့เนาะကျွန်တော် party ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုဒီကျွန်တော်ကအဲ့ကောင်ကဘယ်တော့ဘယ်ရရတယ်ဆိုတော့ launch pool တွေရရထားတာပေါ့เนาะဟော launch pool တွေရရထားတယ်အဲ u share ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲ u share ကတော့ကျွန်တော်ဘိုင်းလုံးမှာဝယ်ထားခဲ့တဲ့ဟာလေးပေါ့เนาะအာနောက်တစ်ခုကကျတော့ gam ဒါအများကြီးပေါ့เนาะကျွန်တော်တို့စုစုပေါင်း launch ဒီမှာ layer ဆိုလို့ရှိရင်လည်းကျွန်တော် launch pool ကနေပြီးတော့ရထားတာပေါ့เนาะရှိသမျှ crypto ပေါင်း16000အများကြီးပဲကျွန်တော်နေမှာရှိတယ်အဲပမာဏနည်းနည်းပေါ့เนาะအများကြီးတော့မဟုတ်ကျွန်တော်ပမာဏ အနေနဲ့အဓိကကတော့ကျွန်တော် BNB တို့ USDT တို့ USDC တို့အဲ့လိုအဲ့လိုမျိုးလေးတွေကျွန်တော်ကအာရှိတာများတယ်ပေါ့နော်အဓိကကတော့ကျွန်တော် main crypto အနေနဲ့ကတော့ကျွန်တော် BNB နဲ့ USDT ပေါ့နော်အဲ့ကောင်ကိုကျွန်တော် chain down လုပ်ပြီးတော့ပဲအဲကျွန်တော် Binance မှာရှိသမျှ market drop တွေ launch through တွေအဲပြီးတော့ TGE တွေမှာကျွန်တော် invest လုပ်တယ် BNB နဲ့ lock လုပ်တယ် USDT နဲ့ lock လုပ်တယ်အဲနောက်တစ်ခုကကြတော့ကျွန်တော် trading လုပ်တယ်ပေါ့နော် အကျွန်တော် future trade လုပ်တယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တဲ့ဟာလေးကကြတော့ဟောကျွန်တော်တို့ဟိုဒီဥမာဟိုဒီနေ့ကျွန်တော်ဆက်ဆက်ပြီးတော့ဘာဟိုဟိုဖြစ်ဘာလို့သိချင်စေချင်တာဆိုတော့ကျွန်တော်တို့ဟိုဒီငလျင်အတွက်ကို CZS ကကျွန်တော်တို့ Binance ကစီစီဟော CZS ကလှူတဲ့အဲဒီ BNB ပေါ့နော်ဆိုပါစို့ BNB ပမာဏဘလောက်က အာကျွန်တော်တို့နော် BNB ပမာဏဘလောက်ကအာကျွန်တော် USDT နဲ့တွက်လိုက်လို့ရှိရင်ဘလောက်ရမလဲဆိုတဲ့ဟာလေးပေါ့နော်အာတော့ဆိုတော့ crypto ရဲ့တန်ဖိုးကကြတော့အတက်ကြအမြဲတမ်းအမ်အတက်ကြဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်အာအခုတွက်တဲ့တန်ဖိုးနဲ့အဲနောက်နှစ်နာရီလောက်မှတွက်တဲ့တန်ဖိုးဆိုတာတူချင်းမှလည်းတူတော့မယ်ပေါ့နော်အဲတော့ for example အနေနဲ့တော့ကျွန်တော်ကဒီမှာအာကိုယ်ပါရှိတဲ့ crypto တန်ဖိုးကို USDT chain ရင်ဘလောက်ရမလဲဆိုတာကိုကျွန်တော်ဒီမှာပြပေးသွားမှာဖြစ်ပါတယ် okay အဲ့တော့ဆိုလိုတဲ့သဘောကအဲ့တော့ကျွန်တော် Binance ကိုဝင်လိုက်ပြီပေါ့နော် Binance ကိုဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒီ access ဆိုတာကကျွန်တော်တို့ရှိမှရှိတဲ့ crypto ပိုင်ဆိုင်မှုပေါ့နော်အဲကျွန်တော်ရှိမှ crypto ပိုင်ဆိုင်မှုအာအာ crypto ပိုင်ဆိုင်မှုဒီမှာဆိုလို့ရှိရင်ကျွန်တော်မှရှိတဲ့ crypto တွေကအများကြီးပေါ့နော်ထားပါတော့နော်အဲဒါ crypto ပိုင်ဆိုင်မှုပေါ့နော်အဲ့တော့အာကျွန်တော်တို့ဘယ်လိုကြည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီထဲမှာ trade ဆိုတာကိုတွားလိုက်ပါအဲ့တော့ trade ဆိုတာတွေကိုတွားပြီးဒီမှာ convert ဆိုတာရှိတယ်ဗျာ ဟုတ်ပြီเนาะ convex ဆိုရှိတယ်โอเคကျွန်တော်မှာကကြတော့ဒီမှာဆိုလို့ရှိရင်အဲဒီမှာအာ instant ကိုရွေးထားလိုက်ပေါ့နော် from bear crypto ကနေပြီးတော့ to bear crypto ရဲ့တန်ဖိုးကိုကျွန်တော်တို့ဟို change နေတာလေပေါ့နော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကဆူလူရာကကြတော့ကျွန်တော်ဒီမှာ BNB ပဲထားပါတော့နော် BNB โอเค BNB အဲ့ ဟုတ်ပြီနော် BNB ကိုကျွန်တော်ဒီ BNB ဘယ်လောက်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာ USDT ဘယ်လောက်ရအောင်လဲဆိုကျွန်တော် US အဓိကကတော့ USDT နဲ့ချိန်ရတာပြရတာပေါ့နော်အဲ့တော့ဒီမှာ USDT ဆိုပြီးတော့ကျွန်တော်ရိုက်ထည့်လိုက်တယ် Okay အဲ့တော့အဲ့တော့ဒီမှာကျွန်တော်ဥပမာဆိုပါစို့အဲအော်တနေ့ကပေးလိုက်တဲ့အဲ CSS ကအလှကကျွန်တော်တို့ဒီ POE သမားတွေမဟုတ်ဘဲနဲ့ UU verify ဖြစ်ပြီးသား KYC pass ဖြစ်ပြီးသားလူတွေအတွက်ဆိုလို့ရှိရင် အမ်ပြီးတဲ့ဟာရှိတယ်ဗျအဲ့ဒါဘယ်လောက်လဲဆိုတော့ခဏနေကျွန်တော်သွားကြည့်ပေးမယ်အာအဒီကောင်ကကြာတော့ reward hotel မှာကျွန်တော် history ကိုကြည့်ပေးမယ်နော်အဲ reward hotel မှာ reward hotel ဝင်လိုက်မယ်ဒါ for example ကျွန်တော်ဘယ်လောက်ဘယ်လောက်ပြန်ရလဲဆိုတော့ကျွန်တော်စမ်းပြရအောင်နော်ဟိုကျွန်တော် pack ဆိုကြည့်လိုက်မယ်0.008314 okay 0.008314 โอเคအဲ့တော့ US VMB ပမာဏက0.00831 4โอเคအဲ့ဒါဆိုလို့ရှိရင် USDT ဘယ်လောက်ရမလဲဒီမှာဆိုတခါလေးထွက်လာပြီပေါ့နော်အဲ့တော့0.00831မှာ USDT က4.8227 USDT ရမယ်အဲ့တော့ဒီမှာတခါလေးကျွန်တော် convert လုပ်လိုက်လို့ရတယ်ဆိုလိုတာကျွန်တော်တို့ရှိမှာ BMB ပမာဏဒီပမာဏရှိလို့ရှိရင်ကျွန်တော်ဒီ USD ပမာဏကိုတခါလေးချိန်လိုက်လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ USD ကဒီကျွန်တော်တို့ချိန်မိတာဖြစ်တော့ပေါ့ပေါ့နော် အခုတို့တဲမှာကျွန်တော်ချိန်ပြီးသားဖြစ်သွားမယ်ဟုတ်နော်လက်ရှိက1 1 BN 1 BNB ကို980တဲ့ဟောဖြစ်တာတော့ဗောနော်980 USDT ရှိရယ်1 BNB ကို980.391 USDT ဒီမှာဒီ refresh ကအမြဲတမ်းလုံနေရသူက refresh ကအမြဲတမ်းလုပ်နေရဖြစ်တဲ့တကြောင်အော်ဒီကောင်လေးဒီပပနာလေးကလည်းငြိမ်မှာတော့မဟုတ်ဘူးနော် crypto ဈေးကအမြဲတမ်းအတက်ကျရှိရဖြစ်တဲ့တကြောင် okay နောက်တခြားတစ်ခုကြားရပေါ့ကျွန်တော်က party ရှိတယ်ဆိုပါစို့နော် party token party token ကိုကျွန်တော်တို့ကမကင်ချင် USD ဒီပဲကင်ထားခြင်းတယ်ဆိုပါစို့အဲဆို party ကဘယ်လောက်ကျွန်တော်မှာရှိတဲ့ party က44သမတ်14 party ရှိတယ်အဲ့တော့ maximum ရွေးလိုက်ပြီဆိုလို့ရှိရင်44သမတ်14 party က USD နဲ့တွဲဘယ်လောက်ကြောင်းလဲဆိုတော့ဒီမှာတခါတည်းအဲကျွန်တော်တို့ကြည့်လို့ရတယ်8.1 USD ဆိုပြီးတခါတည်းလဲကျွန်တော်တို့ဒီမှာ preview လုပ်ပြီးတခါတည်း ချိန်လို့ရတယ်ချိန်လိုက်လို့ရှိရင်ဒီ asset 10မှာ asset 10မှာကျွန်တော်တို့က USDT နေရာမှာအာအာကျွန်တော်တို့ချိန်လိုက်တဲ့ပါတီက0ဖြစ်သွားတော့ဘောเนาะပါတီက0.000ဆိုပြီးတော့ယော့သွားပဲဒီမှာ USDT နေရာမှာအာခုနချိန်လိုက်တဲ့8 USDT ထပ်တိုးလာမှာဘောเนาะဆိုလိုရတဲ့ဘောอ่ะအဲအဲ့လိုမျိုးချိန်ပြီးတော့ကျွန်တော်တို့ရလာရဲ့အဲဒီ TGE ရပဲဖြစ်ဖြစ် token token generation event တွေဖြစ်တဲ့ TGE ရပဲဖြစ်ဖြစ်ကျွန်တော် launch rule တွေရပဲဖြစ်ဖြစ် market drop တွေရပဲဖြစ်ဖြစ်ရလာတဲ့ crypto ကိုကျွန်တော်တို့ USDT ချိန်ကြည့်ရင်အဲ့လိုမျိုးကျွန်တော်တို့ကချိန်ပြီးတော့ကြည့်လို့ရပါတယ် ဟုတ်ပြီเนาะကျွန်တော်တို့ကဖတ်အာဒီ crypto မသိမ်းချင်ဘူး USDT အာတခြားအာကာဒီအခုမှအစ်စ်ဖြစ်တဲ့ဒီ crypto new crypto တွေကိုမသိချင်ဘူး USDT ပဲ convert လုပ်ပြီးသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပုံစံနဲ့ကျွန်တော်တို့ကသိရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရတဲ့အဲပမာဏကိုကျွန်တော်တို့ကဘယ်လို USDT chain လဲဆိုတာကိုကျွန်တော် chain ပြီးတော့ပြတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်